လူရိုင်းကပျော်ရွှင်ခွင့်ရှိတယ်ပျော်ဖို့အတွက်လည်းထိုက်တန်တယ်ဘာလို့မပျော်နေဖို့ပဲတိုက်တွန်းနေရလဲဆိုလို့ရှိရင်တော့ကိုကသာပျော်နေမယ်ဆိုလို့ရှိရင်စိတ်ကလေးကချမ်းသာမယ်အကြည့်တက်လေးလည်းရှိမယ်ပတ်ဝန်းကျင်အတွက်လည်းအေးချမ်းမယ်တခုတော့ရှိတယ်အပျော်မမာဖို့နဲ့အပျော်မလွန်ဖို့တော့သတိထားရမယ်ကိုကအခုလက်ရှိမှာပျော်နေတယ်ပျော်လေးနေတတ်တယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးသတ်ဆက်ပြီးတော့မကြည့်လည်းရတယ်ကိုကလက်ရှိမှာပြောမနေဘူးမပြောရမယ့်အကြောင်းရင်းလေးလည်းရှိနေသေးတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ဖို့တိုက်တွန်းချင်ပါတယ် မပြောရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိတယ်ပထမဆုံးတစ်ခုကကြတော့အများစုကအတိတ်ကနေယုံမထွက်နိုင်တာလူတော်တော်များများကကိုယ်အတိတ်မှာလုပ်ခဲ့တဲ့အမှားတွေပြဿနာတွေပေါ်မှာမနောက်နှားရနေတာမျိုးတွေရှိတယ်ကိုယ်ကိုမိမောင်းထုတ်ပြနေတဲ့လိုမျိုးအဲ့ဒီပြဿနာတွေကိုအမှားတွေကိုခဏခဏ recall ခေါ်ပြီးတော့မှနောက်နှားရတာယုံမထွက်နိုင်တာမျိုးတွေဖြစ်တတ်တယ်အများစုကတော့ကိုယ်လုပ်ခဲ့တဲ့အမှားပေါ်မှာနောက်နှားရတယ်ငါအသုံးမချလေခြင်းဆိုပြီးဖြစ်တတ်တာမျိုးရှိတတ်တယ်ဒါပေမဲ့တစ်ခုသိထားရမှာကအဲ့ဒီအမှားတွေပေါ်ကနေသင်္ကန်းစာယူပြီးတော့မှကိုယ်ရှေ့ဆက်ဖို့အတွက်လည်းပြင်ဆင်ရမယ် ကိုအတိတ်မှာလုပ်ခဲ့တဲ့အမားတွေကိုပြစ်ချပြီးတော့မှရှေ့ဆက်ရမယ့်အနာဂတ်အတွက်ကိုကြိုတင်ပြင်ဆင်နိုင်မှာပဲပြုရှင်မှုဆိုတာကိုရနိုင်မယ်နောက်တစ်ချက်ကကြတော့ကိုလိုချင်တာမရတာ လူများစုကကိုလိုချင်တာမရတာကိုဖြစ်ချင်တာမဖြစ်တဲ့အခါမှာမပြိုရာမျိုးစိတ်ညစ်တာမျိုးတွေရှိတတ်ကြရင်ဒီမှာတစ်ခုသတိထားရမှာကကိုတယောက်တည်းမဟုတ်ဘူးအများစုကတော့ကိုလိုချင်တဲ့အတိုင်းကိုဖြစ်ချင်တဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်အဲ့တော့ကိုဘက်ကဘာကိုသိထားပြီးတော့စဉ်ရင်သိလဲဆိုလို့ရှိရင်ကိုလိုချင်တာကလုံးဝမရတာမဟုတ်ဘူးမရသေးတာကိုဖြစ်ချင်တာတွေကလည်းလုံးဝမဖြစ်နိုင်တာမဟုတ်ဘူးမဖြစ်သေးတာဆိုတဲ့စိတ်နဲ့ကိုလိုချင်တာတွေရအောင်ကိုဖြစ်ချင်တာတွေဖြစ်အောင်ကြိုးစားရမယ်ပျော်ရွှင်မှုကိုပိုင်ဆိုင်နိုင်အောင်လို့နေထိုင်ရမယ်နောက်ဆုံးချက်ကကြတော့အတွင်းများတာကိုမပြောစေနိုင်တဲ့ ့အဓိကအကြောင်းရင်းထဲမှာအတွေးများလည်းပါတယ်တကယ်တော့အတွေးများတယ်ဆိုတာပြဿနာကြီးတယ်သတိလည်းထားတဲ့နေတကယ်လို့ကို့မှာအတွေးများစီနိုင်နေဆိုလို့ရှိရင်ကို့အတွေးများစီနိုင်တဲ့အကြောင်းရင်းတွေကတက်ရှိလည်းဖြစ်နိုင်တယ်တက်မဲ့လည်းဖြစ်နိုင်တယ်အဲ့လိုအတွေးများနေတဲ့ကာလမှာအဲ့ဒီခုနကပြောတဲ့တက်ရှိတက်မဲ့တွေကိုမတွေ့တာနဲ့မချစ်နဲ့မမုံနဲ့ခဏတာတန်ရုံစင်ဖြတ်လိုက်ပေါ့နော်နောက်ထပ်ကို့အတွေးများနေသေးတယ်ဆိုလို့ရှိရင်ဖြည့်ရှင်းလို့ရမယ်နီလန်ဒလန်ကတော့စိတ်ကြမ်းမာရေးလေ့ကျင့်ခန်းလုပ်တာမျိုးတွေအာယုံပြောင်းတာမျိုးတွေကောင်းတဲ့အရာတွေလုပ်တာမျိုးဓာတ်တွေကိုလုပ်ဒါဆိုလို့ရှိရင်တော့ကိုကရလက်ကောင်းတွေရပြီးတော့ပျော်ပျော်နေနိုင်ပြီ ဲအခုပြောရတဲ့အချက်တွေကိုသိပြီးတော့အားလုံးပဲပျော်ရွှင်မှုနဲ့ထိုက်တန်နေဆိုတော့သတိရပြီးတော့ပျော်ပျော်နေနိုင်ကြပါစေ Hey TV လား